ဂုဏ်ယူပါတယ်။တင်းနမ်းမြိုင်ဟိုတယ်အခန်းနံပါတ်100တင်းမှာဧည့်သည်အဖြစ်တညအခမဲ့တဲခုခွင့်ရပါတယ်။အထူးခွင့်ရမို့လို့၃ရောက်တဲခွင့်ရှိပါတယ်။လိုက်စီခြင်းနဲ့တငယ်ချင်းတွေကိုမန်းရှင်းခေါ်ပြီးအတူခေါ်သွားလိုက်ပါ။စီကန်6ခုကိုမဖြစ်မနေ လိုက်နာဖို့လိုပါတယ်။စီကံနံပါတ်1အခန်းရှိရောက်ရင် ခေါင်းလောင်းကိုနှစ်ကြိမ်တီးပါတကားကတူလို့လို့ဖွင့်သွားရင်တော့အခန်းထဲမကြည့်ပါနဲ့ စီကန်နံပါတ်2နေဝင်ချိန်ရောက်ရင်မြန်မာဝစ်စုံဝတ်ထားတဲ့အမျိုးသမီးနောက်မလိုက်ပါနဲ့တင်ကိုပြုံပြနေရင်သူ့ကိုမကြည့်ပဲအောင်းငုံလျှောက်ပါစီကန်နံပါတ်3ညရောက်တာနဲ့ဘရင်ပေါက်ပြီးမှပန်းတွေကိုလင်မန်းနဲ့ထည့်ပြီးပူဇော်ပါ ပန်းကြီးချက်ချင်းညှိုးသွားရင်ဘရင်ပေါက်ကိုမကြည့်ပါနဲ့စီကန်နံပါတ်4ည9:00နာရီနောက်ပိုင်းခေါင်းမဖိပါနဲ့ခေါင်းဖိလိုက်တာနဲ့တင်ကိုယ်တိုင်မဟုတ်တော့ပါဘူး စီကံနံပါတ်9ည7:00နာရီနောက်ပိုင်းဇင်းညံလန်းကိုဘယ်တော့မှမထွက်ပါနဲ့စစ်ဖက်နယ်တန်တွေကြားရရင်အခန်းတကာဖွင့်မကြည့်ပါနဲ့စီကံနံပါတ်6မနက်7:00နာရီကျော်လောက်မှာအခန်းထဲပြောင်းဆန်နေအောင်တောင်းကျန်လာရင်တော့ချက်ချင်းပြေးထွက်ပါတိုက်ဆိုင်တာမဟုတ်တော့ပါဘူးတင်ကိုအဲခန်းမှာမနေစေချင်တာပါစီကံများကိုလိုက်နာပါကံကောင်းပါစေ